ဥပါဒကနာရကကြီးဥအောင်ညဘုဒ္ဓဇင်တို့ရဲ့တဘာဝအာယောနိသောအနတိကာရံလို့ခေါ်တဲ့ဒီကံဒီကာကာကနှလုံးသွင်းချွတ်ချော်ပြီးတော့ငကယဉ်များဆင်းရဲတဲ့ဒုက္ခတိဘုံဘဝတွေရောက်ပြီအဲဒီဘဝတွေကလည်းရွတ်ပါစေလွတ်ပါစေဆိုရင်ဒီရွက်ချက်ဖြင့်သာကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးတော့မှအများတမ်းကဘေးဝေကြရတယ်အဲဒါဘုဒ္ဓဇင်ဘဝဆိုတာအလုံးပြီးတဲ့အတိုင်း ဂတိမမြဲကြအောင်ဂတိမမြဲတဲ့အတွက်ဘုဒ္ဓရှင်တတ္တဝါတွေပေသွားလို့ရှိရင်လူဘုံလည်းရောက်သွားနိုင်တယ်၊ငါဘုံလည်းရောက်သွားနိုင်တယ်၊မယဲဘုံလည်းရောက်သွားနိုင်တယ်၊တရိစ္ဆာန်ဘုံလည်းရောက်သွားနိုင်တယ်၊ခိတ္တာဘုံကလည်းရောက်သွားနိုင်တယ်တဲ့ဘုဒ္ဓရှင်တွေရဲ့ရောက်ရမယ့်ဂတိ၅မျိုးပေါ့သာဃာဘုဒ္ဓရှင်တတ္တဝါမှန်တရားမဖြစ်မနေရောက်ရမယ့်ဂတိ၅ခု သာသာဘုဒ္ဓဇေနရကတိယအာနိယတကတိယမမြဲဘူးကတိမမြဲဘူးဒီကံဤအခါကာလကနှလုံးသွင်းအာလျော်စွာသတ္တဝါတွေလာကြရအောင်အဲ့တော့ဘုဒ္ဓဇေနသတ္တဝါတွေဆိုတော့ကောင်းမှုကုသိုလ်တွေလည်းရှိတယ်မကောင်းတဲ့အကုသိုလ်တွေလည်းရှိတယ်လောဘတွေဒေါသတွေမောဟတွေမာမာနတွေဣဒ္ဓမစ္စယစတဲ့ကိလေသာတွေကလည်းဘုဒ္ဓဇင်ရဲ့တဏ္ဍာမှာအပြည့်ရှိတယ် ။အာရုံရှိပညာရှိများကလောဘနဲ့သေးတော့ပိဋ္ဌာတိဒေါသနဲ့သေးတော့မရေပြေ။မောဟနဲ့သေးတော့တိစ္ဆာပြေ။ဘုဒ္ဓဇင်းရဲ့ဘဝ။အမတန်မှဝါမဲစရာကောင်းတဲ့ဘဝ။ဘာမှတမဲစရာတွေ့တာစရာမရှိတဲ့ဘဝမျိုး။အချိန်မရအပယ်လေးပါးကိုရောက်သွားနိုင်တယ်အဲ့ဒါကအတ္တထင်ရှားရှိတဲ့အခါတော့ လေ့ကျင့်ထားတဲ့အာစိန်ကံအားလည်းကုသကံတွေပေါ်မြင်တယ်လေ့ကျင့်နေတဲ့ပုဂ္ဂိုလ်များကတော့ကုသိုလ်စိတ်တွေရှိတယ်အဲအာဟုသကံတွေကအမြဲတမ်းလေ့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကြတော့လေအာဟုသစိတ်ကများသောအားဖြင့်ဖြစ်ကြ။အဲတော့ကိုယ်ရင်အလေးကျင့်အားလျော်စွာကုသကံတွေကိုလေ့ကျင့်မှုများတဲ့ပုဂ္ဂိုလ်ကကုသစိတ်ကလေးနဲ့ဝင်ရင်ချုပ်သွားရင် လူဘုံညဘုံလို့ခေါ်တဲ့သုပတိဘုံကိုရောက်နိုင်တယ်။အဲအာဟုသူတွေကအလေးချက်များတဲ့ပုဂ္ဂိုလ်များကတော့အာဟုသူစိတ်ရင်းပဲဖြစ်နေတော့အဲ့ဒီအာဟုသူစိတ်နဲ့ဝိညာဉ်ချုပ်သွားတယ်။ဘုရားပြောခဲ့တဲ့ဒုက္ခတိအပယ်၄ဘုံအယတရိစ္ဆာပိဋကအတုရကေလို့ခေါ်တဲ့အပယ်၄ဘုံကိုရောက်သွားနိုင်တယ်။အဲကြောင့် မိမိရကုသိုလ်ကံဒီနှလုံးသွင်းတဲ့ဝိညာဉ်ချုပ်သွားလို့လူပုံငတ်ပုံတွေရောက်သွားပြီဆိုရင်လည်း